အငင်းပွားစရာအထက်မြင့်အဆောက်အဦဆောက်လုပ်နေတာတွေကရန်ကုန်မြို့တော်စီပင်တရားရေးကော်မတီဝင်တွေကိုယ်တိုင်ကိုပိုင်ဥပဒေကိုချိုးဖောက်နေတာဖြစ်တယ်လို့ရွေးကောက်ခံစီပင်ကိုယ်စားလှယ်တွေကပြောဆိုလိုက်ပါတယ်။ဇီယာချမ်းရဲ့သတင်းပေးပို့မှုမှာရှုစားနိုင်ပါတယ်ခင်ဗျာ။ အငင်းဘောဝဲရီဖြစ်ပေါ်ခဲ့တဲ့အထက်မြင့်အဆောက်အုံဆောက်လုပ်မှုတွေကိုပြန်သုံးသပ်ကြည့်ရင်ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီဝင်တွေကိုယ်တိုင်ဥပဒေတွေနည်းဥပဒေတွေချိုးဖောက်ခဲ့တာကိုတွေးနိုင်တယ်လို့ရွေးကောက်ခံရန်ကုန်စီပင်ဗဟုကော်မတီဝင်တဦးကပြောဆိုလိုက်တာပါကျွန်တော်တို့ကော်မတီဝင်လုံးဝတည်ပြီးတာသူတို့လုတ်ချင်လို့ကိုယ်လုတ်နောက်ဆုံးကြတော့ဖြစ်လိုက်အခုလိုက်ရှင်အဲ့တော့ကျွန်တော်ကအဲ့လိုမျိုးပြဿနာထက်ခဲ့တာဖြစ်တဲ့တဲ့ကျွန်တော်ကော်မတီမှာတနည်းအားပြောတဲ့အတိုင်းတော့တက္ကသိုလ်ကပြောပြတဲ့အတိုင်းပဲ ကျွန်တော်ကိုเนาะအင်ဂျင်နီယာရောင်ဌာနမှုကနေပြီးတော့လောက်ပိုင်ကိုမရှိဘူးဆိုပြီးတော့အဲ့လိုပြောလိုက်တာနဲ့လောက်ပိုင်ကိုရှိမရှိလားဆိုကျွန်တော်မြို့တော်ကိုတိုက်ရိုက်နေပါတယ်။ခင်ဗျာကျွန်တော်ကိုဒီတောင်ခင်ဗျာပေးခဲ့တာမြို့တော်။ဟုတ်ကဲ့မြို့တော်ကျွန်တော်ပေးခဲ့။အဲ့တော့ကျွန်တော်လောက်ပိုင်ကိုရှိလားမရှိဘူးလား။ကျွန်တော်ကော်မတီဝင်နဲ့ဌာနမှုနဲ့ဘယ်လိုကလောက်ပိုင်ကိုရှိလဲ။ကျွန်တော်ကမေးတာ။ နောက်ပိုင်းခရိုင်ရွေးကောက်ခံဘူကော်မတီဝင်နဲ့ခရိုင်နှင်းဆယ်မြို့နယ်ထဲမှာရှိတဲ့မြို့နယ်စီပင်ဥက္ကဋ္ဌတွေပူးပေါင်းပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာဥခင်လိုင်ကထပ်ပါအတိုင်းပြောဆိုခဲ့တာပါအင်္ဂလိပ်ကိုလိုနီလက်ထက်ကလေးကကျင့်သုံးခဲ့တဲ့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီဥပဒေနီးဥပဒေတွေဟာလိုက်နာမယ်ဆိုကောင်းမွန်တဲ့ဥပဒေတွေဖြစ်ပြီးပြင်ဆင်ဖို့လိုအပ်တာလူတွေသာဖြစ်တယ်လို့လည်းဥခင်လိုင်ကဆက်ပြောပါတယ်တို့ရန်ကုန်မြို့တော်စီမင်းသားရေးကော်ပိုရေးတီဝင်းနေအပါဝင်ဌာနမှုတွေစီမင်းသားရဝန်ထမ်းတွေအကုန်လုံးပြင်ရမှာ ဥပဒေအရပြည်စရာတိတ်ပဲပြင်ရမှာကကျွန်တော်တို့တွေပဲဖြစ်စီကန်းနဲ့မညီညွတ်တဲ့အဆောက်အုံဆောက်လုပ်မှုတွေကိုရွေးကောက်ခံကိုယ်စားလှယ်တွေကကန့်ကွက်ခဲ့ပေမဲ့ခန့်အပ်ခံကော်မတီဝင်တွေနဲ့ဌာနမှုတွေကအခွင့်အာဏာကိုအလွဲသုံးစားပြုမှုတွေပြုလုပ်ခဲ့တယ်လို့ရွေးကောက်ခံမျိုးနယ်စီပင်တရားရေးကော်မတီဥက္ကဋ္ဌတူကပြောပါတယ်။ဦးကျော်ထူးဆိုအကိုတယောက်ကလာတယ်ယုံဥက္ကဋ္ဌရေးတဲ့ခမရလာတာတယ်ဌာနခွင့်ပြုလိုက်ပြီဗျာတဲ့။ဌာနမှုလက်မှတ်ကြီးနဲ့ဒီစာအုပ်ကိုယ်တိုင်ကင်ပြီးအဲ့22ရက်နေ့မှာပဲ ကျွန်တော်လာပြီးဟာဆိုတော့ကျွန်တော်တို့ကဟုတ်ပြီဒီမှာလဲဟလာဘေးပေါင်ကျင်ရွာတွေကြောင့်တားမိတာလေစနစ်ကြလေဥပဒေညီညီရေးယူနေတော့ဌာနမှုကဒီစာရေးထုတ်ပြီးလေအော်ခမားစာအလကားပဲတဲ့အဲ့တော့ခမားစာကတဲ့ကိုကျွန်တော်စာပို့ပြီးတော့ဟောနောက်စာအကျုံးဝင်တယ်ပေါ့ဆာနာပတ်ရတယ်တနေ့တည်းမှာပဲဆာနာပတ်လည်းဘယ်တော့မှမကွာဘူးနည်းကွာ ရန်ကုန်မြို့45မြို့နယ်ထဲမှာရှိတဲ့စီကန်းနဲ့မညီညွတ်တဲ့အထက်မြေဆောက်အောင်စင်းကိုရပ်ပိုင်တွင်ကျင်းပနိုင်မှုစင်းပြုစုနေပြီးဥပဒေနဲ့ညီဆောင်ရွက်သွားနိုင်မှုပြင်ဆင်နေတယ်လို့လည်းရွေးကောက်ခံကိုယ်စားလှယ်တွေကဆိုကြပါတယ်ကျွန်တော်ကဇေယျချမ်းကြီးပါ